အားလုံးပဲမင်္ဂလာပါဒါတော့မာမီချက်စီ YouTube channel ဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့မြန်မာညစားသွားကြမယ်ချက်စီသင်းနဲ့ Sunderland သင်းတို့ရဲ့ပွဲစဉ်နဲ့ပတ်သက်ပြီးတော့ဝင်ကြုံသုံးချက်လေးလောက်သွားကြရအောင်ပါဆိုတော့ဒီနေ့အဲဒီပွဲစဉ်ကစိတ်ဝင်စားဖို့ကောင်းတယ်ချက်စီနဲ့ Sunderland သင်းတို့ရဲ့ပွဲစဉ်ကစိတ်ဝင်စားဖို့ကောင်းတယ်ဘာလို့စိတ်ဝင်စားဖို့ကောင်းလဲဆိုလို့ရှိရင်အဲ့လက်ရှိအမတ်ပေးစရာရည်တည်မှုရချက်သီးတင်ကရှစ်ပွဲကစားပြီးချိန်ရမယ်ဆက်လီမန်အစင်ကမှာဆန်နော်လည်းတင်ကလည်းရှစ်ပွဲကစားပြီးချိန်မှာရမယ်ဆက်လီမန်အစင်ခုမှာဆိုတော့ အရေးဆုံးပြကျွန်တော်တို့ချက်စီးအကြောင်းကိုပြောခင်ဒီဟာဒီဆန္ဒလင်းအသင်းရဲ့အကြောင်းကိုကျွန်တော်တို့စပြီးပြောရလိမ့်မယ်။အဲဘာလို့လဲဆိုတော့ဆန္ဒလင်းကဒီဟာဒီမှာအဲဟိုဟိုတော့ဆန္ဒလင်းမျိုးမဟုတ်ဘူးပေါ့နော်။ဟိုတော့ဆန္ဒလင်းမျိုးမဟုတ်ဘူးဒီဟာဒီဖြတ်မြင်းအစင်းလောက်ထိဖြစ်လာတယ်ပြောရမယ်။ဆိုတော့ဒီဟာဒီမှာအဲ့လိုအသင်းငယ်တွေတဲ့အသင်းငယ်တွေတဲကနေပြီးတော့အဲချေရလိုက်တိုင်းနေတဲ့အသင်းလေးရှိရပါတော့ဆိုတော့သူတို့ကအဲဒီဟာဒီမှာဆိုလို့ရှိရင်ဆန္ဒလင်းတို့ခရစ်စတယ်ပဲလေးတို့နောက် Brighton ပေါ့နော် Brighton ကိုထားပါတော့ Brighton ဟို ရှိ200တီလောက်มาတယ်ကသူကဖြစ်နေအသိမဲ့ဆိုတော့ဆိုတော့ loss ဒီရာဒီမှာဆိုလို့ရှင်ဘုံမောင်းလေးပါတယ်ဗျာကျွန်တော်ဘုံမောင်းရှိမယ်ဆန်နလိုက်ရှိမယ်နောက်ဟိုဟာ crystal belly ပေါ့နော်ဆိုတော့ဒီအသိနေပေါ့နော်ဆိုတော့ loss ရဲ့ loss ရဲ့ရှင်နေရာ chelsea ကဆန်နလန်တင်နေဆန်နလန်ကိုအင်္ဂွေမှာအိတ်ခံရတော့မယ် chelsea တင်ကအင်္ဂွေ stable bridge မှာဆန်နလန်တင်ကိုစပြီးအိတ်ခံရတော့ဆိုတော့ဒီပွဲစဉ်ကအစိတ်ဝင်စားဖို့ကောင်းတယ်ပြီးတော့ဒီပွဲစဉ်က chelsea တင်နေနဲ့ ရှုံးသားလို့လည်းမရဘူးသိရချလို့လည်းမရဘူးနိုင်ုံနိုင်ရမယ်ပွဲစဉ်အဲဘာလို့ရှုံးသားလို့ဘာလို့သိရချလို့တော့မရတာလဲလို့ပြောလာလို့ရှိရင်ဆန္ဒနဲ့သင်းကိုနိုင်ုံနိုင်ထားရမယ်အဲဘာလို့ဆိုလို့ရှိရင်အမတ်ပေးစရာရက်တင်မှုရအဲအစစ်7နှစ်အစစ်73လောက်ကအတင်းနေနေကစားရမကနှမတ်3မှတ်လောက်ပဲကွာတယ်ဆိုရဲအချိန်မျိုးဖြစ်နေတာဆိုတော့သိရချသွားရင်တော့ဗျစစ်စီလင်းကလည်းတော့6ခွန်လောက်ကိုထိဆင်းသွားရနိုင်တယ်ဆိုတော့ပြီးတော့ပြောရင်ကဒီနေပွဲစဉ်အနိုင်နိုင်ထားမှောက်ဖြစ်မှာဗျာ ဟိုဘလို့ចောင်းပြကြတယ်မှာတည်ကြတော့လည်းမရောရှုံးလည်းမရောအဲပြီးတော့တခုရှိတာလက်ရှိခြေစွမ်းအရာတော့ Chelsea တင်းကဆန်ဒါလန်တင်းကိုအဲမနိုင်စရာအကြောင်းတော့မရှိဘူးဒါပေမဲ့နဲတော့ခက်ခဲမယ်ပေါ့နော်ဒါပေမဲ့မနိုင်စရာအကြောင်းတော့မရှိဘူးအဲဘာလို့မနိုင်စရာအကြောင်းမရှိလဲဆိုတော့ Chelsea ကလာဆုံးမစားခဲ့တဲ့၅ဘွဲမှာ၄ဘွဲထိနိုင်ပြီးတော့ခြေစွမ်းကအဲအပေါင်းလက္ခဏာဆောင်တဲ့ဘက်ကိုရောက်နေပြီပြီးတော့အတင်းကလည်း Rotten မိနေတဲ့အခြေအနေပါ ပြီးတော့ချက်တိမှာဂျာရက်မှာ agent လို့အဲဂျာရက်မှာ champion league ပွဲစဉ်တွေတွားကစားရတယ်ပြီးတော့ premier league မှာလည်းကစားရတယ်အဲဒီမဲ့ချက်စီကဒီပြိုင်ပွဲနှစ်ခုစလုံးမှာအနိုင်ရလက်တရအောင်အဲကောင်းကောင်းကစားပြနိုင်ထားတယ်ဆိုတော့ return မိနေတဲ့အတင်ဆိုတော့စိတ်ဝင်စရာတော့မရှိဘူးပေါ့နော်ချက်စီကဆန်နာလန်ကိုမနိုင်စရာအကြောင်းကတော့အဲဆန်နာလန်တင်းကတော့နောက်ဆုံး၅ပွဲမှာကတေးနှစ်ပွဲအဲပြီးတော့တေးနှစ်ပွဲရယ်နိုင်ပွဲနှစ်ပွဲရယ် ကျုံပွဲတပွဲရယ်ပဲရှိတယ်။ဒါပေမဲ့အဲအချင်းအချင်းတော့မဟုတ်ဘူးပေါ့နော်။အဲသူရှုံးခဲ့တဲ့ပွဲစဉ်ဆိုလို့မန်ယူကိုအဝေးဝင်းမှာ2-0နဲ့ရှုံးခဲ့တဲ့ပွဲစဉ်တစ်ခုပဲရှိတယ်။ဆိုတော့စပြီးတော့ကျွန်တော်တို့လူစင်းနဲ့ကစားကွက်အခင်းကြီးအကြောင်းစပြီးတော့ပြောရအောင်ပါ။ဆိုတော့လူစင်းနဲ့ကစားကွက်အခင်းကြီးအကြောင်းပြောရဲဆိုပြီးမဲ့လောလောဆယ်ဒီပွဲစဉ်မှာမပွားနိုင်မဲ့ချက်စီးတဲ့ကစားသမားတွေအကြောင်းကျွန်တော်တို့စပြီးပြောကြရအောင်။ ဆိုတော့ချက်စီးသင်းမှာကအဲအမြဲလူလူဒန်ရရလေးတက်တဲ့ဆရာကြီးပါတီယာရှိကတော့အခုဒီနေ့ပွဲစဉ်လေးပါမှာမဟုတ်ဘူးဒန်ရဆက်ရလေးတယ်နောက်တစ်ခါလီဘန်ကိုဝဲလေအဲလီဘန်ကိုဝဲကတော့ကလာရှိဒန်ရရတာမလို့လီဘန်ကိုဝဲလက်ထိပွဲမှာပါမှာမလို့ပါမှာမဟုတ်ဘူးအဲမာလိုဘူးစတိုလေးပါမှာမဟုတ်ဘူးလို့တော့ဒီမှာတော့ပြောရတယ်ဗောနော်ဆိုတော့ထားပါတော့အဲကိုပမာတို့အဆူကိုတို့ DNT လက်တို့လည်းဒီပွဲစဉ်မှာပါအောင်မှာမဟုတ်ဘူး ဒီရင်ဒီလာကအသင်းနဲ့အတူတူလေးချင်းငယ်ပြင်ဆင်နေနိုင်ပြီလို့မာရစ်ကာကတည်တဲ့အရှိန်ဒီပွဲမှာပြောသွားပြီးမြက်အဒီပွဲစီမှာတော့ပါအောင်မှမဟုတ်သေးဘူးနော်အဲဆန်နာလန်သင်းမှာကလည်းဒန်ယာကလာမာတချို့ရှိပြီးမြက်သူတို့ရဲ့အဓိကကလာမာတွေတော့မဟုတ်ဘူးပေါ့နော်ဆိုတော့ဒါပြင်ကဆက်စီသင်းကချက်စီသင်းနေမဟုတ်ဘူးပေါ့နော်ဒီတစ်ပတ်ထဲကစားကြမယ့်ပွဲစဉ်တွေမှာဆိုလို့ပွဲစဉ်တွေမှာဆိုလို့ရှိရင်အသင်းကြီးချင်းချင်း အဲ့ရှိ MLB စရာ1 to 5တဲ့ကအတင်းချင်းအတင်းချင်းချင်းတွေ့ကြတဲ့ပွဲစဉ်တွေလည်းရှိသေးတယ်ဆိုတော့အဲ့ဒါတွေကအဲ့ဒါတွေက Man United Brighton ပွဲရှိမယ်ပြီးအာရှင်နယ်နဲ့ခရစ်စတယ်ပွဲလို့ပွဲစဉ်လည်းရှိမယ်။အဲစပါနဲ့အဘာတိုင်လို့ပွဲစဉ်လည်းရှိမယ်။ဆိုတော့အဲဒီတစ်ပတ်မှာကအဲဝဲကောင်းကြီးများတယ်။အဲအမတ်ဘေးစရာကို အဲရှုံးရှုံးတဲ့အင်းကအမပေးစရာရဲ့အောက်ကိုဆင်းပေးရမယ်ဆိုတဲ့အခြေအနေမျိုးရှိတဲ့အခြေအနေမျိုးတွေများရပါတော့ဆိုတော့ခြေစည်းသင်းတွေလည်းလည်းအမားလို့လို့တော့မရဘူးဆိုတော့ကျွန်တော်တို့ဆက်ပြီးတော့လူစင်းကြောင်းစပြီးပြောကြရအောင်ပါဆိုတော့လူစင်းကတော့ဖြစ်နိုင်ွယ်ပြန်ဖြစ်နိုင်ပြီရှိတဲ့လူစင်းကြောင်းကျွန်တော်တို့အရင်ဆုံးစပြီးပြောကြရအောင်ပါဆိုတော့ရှိပွဲစဉ်ဒီမှာတော့အရှိအခြေသင်းတွေပွဲတင်မှာကုသမနေရာကကျွန်တော်အခုကုသမနေရာမှာကျွန်တော်တင်ဆက်ပွဲထွက်လာတယ် တော့ဒီဒီတစ်ပတ်ပွဲစဉ်မှာတော့ဒီတစ်ပတ်ပရီးမီးယားပွဲစဉ်မှာတော့အဲရောဘတ်ဆန်ချက်ပဲပြန်ပြီးတော့ပွဲထွက်လာလိမ့်မယ်ဆိုတော့အရှိအဲအရှိပွဲစဉ်တော့အနာရထားတဲ့ကူကူရလာတို့ရီစတိန်တို့လည်းဒီပွဲစဉ်မှာပြန်ပြီးတော့ပါဝင်လာနိုင်တယ်ဆိုတော့ဆန်နာပတ်တွေကတော့အဲရွေးချယ်စရာနည်းနည်းများတယ်ဆိုတော့ဒီပြကဆလိုပါတူစင်တွဲမလားဒါမှမဟုတ်တူစင်အချင်းပေါင်းလားအချင်းပေါင်းဆလိုပါလားစသဖြင့်ဒီပြကတော့အဲကျွန်တော်ထင်တော့ ချာလိုပါတူစင်ဖြစ်လိမ့်မယ်လို့ထင်နေပါတော့အဲ့တော့ထားပါတော့အကွေးလည်းခံစည်းနှစ်ယောက်တန်းကတော့အဲကိုင်စီဒိုနဲ့ဖာလန်တက်ပွဲထွက်လာနိုင်တယ်ဆိုတော့အရှိမာတော့နက်တိုချောင်းဘက်ထရိုနဲ့ ST ဘောင်းလူဆက်ပြီးတော့ပွဲထွက်လာနိုင်တယ်ပြီးရင်အရှိမာတော့ကိုရူကိုရူကအထောင်လာမနေငယ်ပွဲထွက်ကောင်ပွဲထွက်လာနိုင်တယ်ဆိုတော့ဒီမှာကပြောစရာနည်းနည်းရှိရပါတော့တကယ်လို့ချောင်းဘက်ထရိုသားနံပါတ်2ကိုကစားမယ်ဆိုလို့ရှိရင် အဲဒါပေမဲ့ပုံမှာကကန်စီတိုအန်ဆိုဖာနန်ဒက်ဆိုပြီးဖြစ်နိုင်ပြီးမဲ့အဲဂျောဘတ်တို့ထောင်းထားပြီးတော့အန်ဆိုဖာနန်ဒက်ကိုနံပါတ်10ထားခါစားမယ်ဆိုလို့ရှိရင်အဲကန်စီတိုလာပီယာအတွဲဆိုပြီးတော့လည်းဖြစ်ရင်ဖြစ်သွားနိုင်ပါတယ်ဆိုတော့ကျွန်တော်ဆက်ပြီးစောင့်ကြည့်ရပါလိမ့်မယ်ဒီနိုင်အဲဒီပွဲစဉ်မှာတော့ချက်စီတင်ကစနလန်တင်ကိုအဲအင်ဗက်စတန်ဘုတ်ပြမှာအနည်းဆုံး1စီ2စီလောက်နဲ့အနိုင်ရရှိသွားပြီးတော့မက်ဘီဆီယာရဲ့အပေါ်ကိုထပ်ပြီးတော့တက်သွားနိုင်မယ်လို့ထင်ပါတယ်ဆိုတော့ ကျွန်တော်တို့ဒီ Chelsea တင်းနဲ့ Sunderland တင်းတို့ပွဲစဉ်နဲ့ပတ်သက်ပြီးတော့ဒါပွဲကြို30ချက်ပြုလုပ်ခြင်းပွဲကြို30ချက်ကပွဲပွဲကြို30ချက်ပြီးယူကတော့ဒီလောက်ပါပဲဆိုတော့ကျွန်တော်တို့ဒီပွဲစဉ်ပြီးသွားလို့ရှင်တော့ကျွန်တော်တို့ပွဲပြီး30ပွဲပြီး30ချက်နဲ့အတူကျွန်တော်တို့ပြန်လဲဆုံးပြကြပါမယ်အဆုံးအထိကြီးစုပေးခဲ့တဲ့လူတွေအားလုံးကြောက်ချင်းစီကိုအားလုံးကျေးဇူးတင်ပါတယ်ဆိုတော့နောက်ပြီးတော့ပြန်တွေ့ကြပါမယ်